မ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ဓမ္မမိတ်ဆွေများကိုမြောက်ပေးခြင်းနဲ့ဓမ္မလက်ဆောင်ကပါလဲဆိုလို့ရှိရင်တစ်ပင်ဆိုင်ကြမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ဒီနေ့ဓမ္မမိတ်ဆွေများကိုဦးဇင်ကဓမ္မလက်ဆောင်အဖြစ်မျှဝေပေးပါမယ်အဲ့တော့ဒီဓမ္မလက်ဆောင်လေးကိုပြောကြားသိခင်ဦးဇင်ရဲ့ YouTube Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လုပ်သွားဖို့အားလုံးကိုဦးဇင်ကဖိတ်ခေါ်ပါတယ်ဒီလို Subscribe လုပ်ခြင်းအပြင်ဓမ္မမိတ်ဆွေများအတွက်နော် ဦးစင်အမြဲတမ်းတင်နေတဲ့ဗီဒီယိုတွေကိုအပတ်စဉ်ပတ်တိုင်းဒါမိတ်ဆွေများကြည့်ကြည့်ခွင့်ရမယ်ပြီးရင်ဒါဘုသူတာတွေစီးပူးခွင့်ရမယ်ပေါ့အဲ့တော့သစ်ပင်ဆိုင်ကြမယ်ဆိုတော့ဦးစင်တို့ဒီအစီဦးစင်တို့ကဒါမိတ်ဆွေများမှာဒါအင်ရှိမဲ့ခြံဝင်းရှိကြမှာပေါ့အဲ့တော့ကိုယ့်အိမ်ခြံဝင်းလေးထဲမှာသစ်ပင်ဆိုင်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီသစ်ပင်ကြီးလာတဲ့အခါမှာအဲ့ဒီသစ်ပင်ဟာကိုယ့်ကိုအရေးပေးပါတယ် ကိုကအဲ့ဒီသစ်ပင်အောင်မှာစာဖတ်ခြင်းဖတ်လို့ရတယ်။ကော်ဖီတောက်ခြင်းတောက်လို့ရတယ်။ဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုတွေစုဝိုင်းဖွဲ့ပြီးတော့စကားပြောခြင်းပြောလို့ရတာပေါ့။အဲ့တော့ကိုအဲ့ဒီသစ်ပင်အောင်မှာကိုရှိနေတဲ့သမျှကာလဘလုံးအဲ့ဒီသစ်ပင်ကကိုအမြဲတမ်းအရေးပေးပါတယ်။အေးမြမှုကိုပေးတယ်။ဒါဥဒင်းတို့လက်ရှိဘဝမှာအခုစပြောပြတာလေးပေါ့နော်။လက်ရှိဘဝနဲ့ဒါဥပမာလေးနှိုင်းပြီးတော့ဥဒင်းကပြောပြတာ။အဲ့ဒီလိုပဲဥဒင်းတို့တန်တရားမှာ အဲ့လိုတစ်ပင်နဲ့တူတဲ့အရေးကိုကိုကကိုအမြဲတမ်းကောင်းကျိုးတွေပေးပြီးတော့အရေးပမာအမြဲတမ်းလိုက်ပြီးတော့ဒါကောင်းကျိုးတွေကိုပြုတ်ပေးနေမယ်အရေးပေးနေမယ်တစ်ပင်မျိုးတွေလည်းဥဒ္ဓတွေစိုက်တင်နေအဲ့ဒီတစ်ပင်ကဘာလဲဆိုရင်တော့ကုသိုလ်ဆိုတဲ့တစ်ပင်ပါပဲကုသိုလ်ဆိုတဲ့သဘောတဘာဝကုသလာနာဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာကုသိုလ်ဆိုတာကောင်းတဲ့အကျိုးကိုပေးတယ်နော်အဲ့တော့ကိုဒီပစ္စုပန်ဘဝမှာလုပ်တဲ့ကုသိုလ်တွေဟာကို နော်တမလွန်လောကတိနောက်ဆိုကိုနိဗ္ဗာန်တိကိုနော်သူကဖြည်းဖြည်းချင်းတော့ကနေအရေးပမာလိုက်ပြီးတော့ဒါအကျိုးကျေးဇူးကိုပေးပါတယ်အရေးပေးပါတယ်ဒါကြောင့်ဦးဇနုတွေကတန်မြာအတွက်အရေးကောင်းကောင်းရဖို့နော်ကျဉ်ချက်မှမှချမ်းချမ်းသာသာနဲ့တန်မြာမှာရှောက်လန်းနိုင်ဖို့ဆိုလို့ရှင်တော့ဦးဇနုတွေကုသိုလ်ဆိုတဲ့အသိပင်ကိုစိုက်မှဖြစ်မှာပါအဲ့တော့လက်ရှိဘဝမှာဦးဇနုတွေကကုသိုလ်ဆိုတဲ့အသိပင်ကိုတနေ့မြတ်စူးစမ်းပြီးတော့ စိုက်ထားမှာပေါ့ပြီးတော့ဒီပင်းရင်ဆရာတော်ဗျာကြီးဆုံးမထားတာရှိတယ်စားသမ ्या မစင်းနဲ့ထားသမ ्या မတိခင်ပြုသမ ्या ကုသိုလ်အပင်ယခုကာလဘဝကောင်းမှာစားလဲစားထားလဲထားပြုလဲပြုကြမှာတော်မီထင်းဆိုပြီးတော့ဒါဒီပင်းရင်ဆရာတော်ဗျာကြီးကကြပြားလေးနဲ့ဆုံးမထားတာရှိပါတယ်စားသမ ्या မစင်းဆိုတာကတော့ဒါ ဘလောက်ဖဲကောင်းတာတွေပဲဆာဆာနော်အဲဗကြုတ်ဆရာတို့ဘရားကြီးပြောသလိုပြောရမယ်ဆိုလို့ရှိရင်မိသားစုတွေစာတော်ကတော့စိုးစိုးညီညီနဲ့ဝိုင်းဖွဲ့ပြီးတော့စားတာပဲနောက်ဆုံးအဲ့ရာတွေကိုစွန့်တဲ့အခါမှာတယောက်တည်းတကားပြေးပြီးစွန့်ရတယ်ပြောချင်တာကစားသမျှအရာအားလို့နောက်ဆုံးတော့လည်းမဆင်ဖြစ်သွားတာပါပဲဟမ်နောက်တစ်ခုကထားသမျှမတည်ခြင်းတဲ့ကိုရှာဝေကြိုးစားလို့ရလာတဲ့ဒီစီးစိမ်ဥစ္စာတွေဟာနော် ကိုမတည်ခင်မှာပဲကိုနဲ့ဆိုင်တာကိုတည်သွားပြီဆိုလို့ရှိရင်ဒါတွေအားလုံးကထားခဲ့ရတာနော်ကိုမျက်စိမိတ်သွားလိုက်တာနဲ့တပြိုင်တည်းကိုရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေကိုနဲ့မဆိုင်တော့နောက်ဆုံးလူတွေကကိုကိုဒါအပြင်ထုတ်ပြီးတုတ်တန်တော့ပုတ်လိုက်တာဒါကြောင့်ထားသမျှမတည်ခင်ယူသမျှကုသိုလ်အပင်တဲ့ဒါကိုလုခဲ့တဲ့ကုသိုလ်အပင်ပေါ့နော် ော့ခုဥနာဥစဉ်ပြောတဲ့ဒါတစ်ပင်ပေါ့နော်ကုသိုလ်ဆိုတဲ့တစ်ပင်ဒါပေမဲ့ပြုသမီးကကုသိုလ်အပင်တဲ့ယခုကာလဘဝကောင်းမှာစားလဲစားဓမ္မပိသိများထားလဲထားကျူလဲပြူကြမှတော်မြင့်ခြင်းအဲ့တော့စားတဲ့စားလိုက်တာစားရမယ်ကိုရှာဝေးစူးစမ်းလာတဲ့ပစ္စည်းဥစ္စာတွေကိုဒီတိုင်းကြီးထားလို့မရဘူးเนาะကိုတိုးဆွဲတဲ့အုံဆွဲထိုက်တာကိုတုံးဆွဲရမယ်เนาะအခုစီးပွားရေးတွေ ါကားလိုရင်ကားဝယ်ရမယ်ဆိုင်ကယ်လိုရင်ဆိုင်ကယ်ဝယ်ရမယ်ကိုနေဖို့ထိုင်ဖို့အတွက်အိမ်ပရှိရင်အိမ်ဝယ်ရမယ်ဝင်းမရှိရင်ဝင်းဝယ်ရမယ်ဒါလုံးသိမ့်လုံးတိုက်တဲ့အရာဒါလည်းစားတာပဲအုံပြုတာပဲဘယ်ဆက်ပြောချင်းကတော့ကြီးခေါ်ထားတာရှိတယ်ကိုကျိုးစားရှာဖွေထားလို့ရတာတဲ့အရာအားလုံးကိုတဲ့နော်နံပါတ်2ကိုအတွက်သုံးဆွဲရမယ်လိုအပ်တာနောက်ကိုမိဘအတွက်အရုပ်ကိုရဲ့မိသားစုအတွက်နောက်ဆုံးကိုရဲ့ကိုရွာဒါကိုပဝင်းချင်းအတွက်အကောင်းဆုံးဖြစ်အောင် ိုရှာဖွိုက်ရှာဖွေထားတဲ့ဒီပစ္စည်းဥစ္စာတွေကိုအကောင်းဆုံးအသုံးချရတယ်။နောက်ကထားလဲထားဆိုတာကဒါကိုရရှိထားတဲ့ဒီစီဝါဥစ္စာတွေကိုတက်နိုင်သမျှနော်ကိုရမိသားစုနောင်ရေးအတွက်တို့လည်းကောင်းကိုသားသမီးနောင်ရေးအတွက်တို့လည်းကောင်းဒါမှမဟုတ်ကိုရဲ့နောင်ရေးအတွက်တို့လည်းကောင်းစုတင်စုတတ်တာကိုစုထားရမယ်။ဒါကိုထားလဲထားလို့ပြောတာ။အပြူလေပြူကြမှာတော်မီထင်းဆိုတာကတော့ဒါကိုနောင်တန်တရာအတွက်အရှိရခုပြစ္ဆုတ်ပံဘဝမှာ ိုစူးစမ်းရှာဖွေထားလို့ရလာတဲ့ပစ္စည်းဥစ္စာတွေတရားသဖြင့်စူးစမ်းရှာဖွေထားလို့ရလာတဲ့ပစ္စည်းဥစ္စာတွေကိုကုသိုလ်ကောင်းမှုအနေနဲ့ကိုယ်အတွက်နောက်တစ်နေရာအတွက်ဒါအထုတ်ထုတ်သွားမှာပေါ့အဲ့ဒါကိုပဲကုသိုလ်ဆိုတဲ့တစ်ပင်ဆိုင်တယ်လို့ဥစဉ်ကတော့ပြောတာပါအဲ့တော့နောက်တစ်နေရာအတွက်ကုတွေတက်နေသမျှကုတက်နေသမျှကုသိုလ်ကောင်းမှုဆိုတဲ့တစ်ပင်ကိုစိုက်သွားအဲ့ဒီမှာအဲ့ဒီစိုက်ထားမှာကလည်းခုနောင်တန်တရားမှာကြာလို့ရှိရင်ကိုတန်တရားခီးသွားတဲ့ခါမှာ ဲ့ဒီကုသိုလ်ဆိုတဲ့သိပြီပါကိုနောက်ကိုအမြဲတမ်းလိုက်ပြီးတော့အရေးပေးပြီးတော့ကိုကိုကောင်းကျိုးချမ်းသာတွေပေးနေမှာဒါကြောင့်မဓမ္မမိတ်ဆွေများနော်ကုသိုလ်အပင်ဆိုတဲ့ကုသိုလ်ဆိုတဲ့သိပင်ဆိုင်ကြရမယ်ဒါလေးကိုအစဉ်ပြောချင်တာပါရကုသိုလ်ဆိုတာကလည်းဒါတချို့အတိပိဆိုင်တာဝါသနာပါတဲ့သူရှိလို့တိပိဆိုင်တာဝါသနာမပါတဲ့သူရှိတာပဲအဲ့ဒီလိုပဲတချို့ကုသိုလ်လုပ်တာဝါသနာပါတဲ့သူရှိတယ်ကုသိုလ်ဒါလုပ်တာဝါသနာမပါတဲ့သူလည်းရှိတယ် ဒါပေမဲ့လို့ဓမ္မပိတ်ဆွေများပါတီပြည့်စုံပါပြည့်စုံကုသိုလ်ကတော့တက်နိုင်တယ်များယခုပြည့်စုံပံပွားမော်လက်ရှိတမလောကမှာရောကုနောက်ကနေအမြဲတမ်းအရေးပမာလိုက်ပြီးတော့အကျိုးကျေးဇူးပေးနိုင်တဲ့အတွက်ကြောင့်ကုသိုလ်ဆိုတဲ့သစ်ပင်ကိုစိုက်ကူစိုက်ကြရမှာပါပဲအဲ့တော့စိုက်ဖြစ်အောင်ဦးဇင်းတို့ဒီလိုလုပ်ကြရမလဲဆိုလို့ရှိရင်နံပါတ်1ကုသိုလ်လုပ်ဖို့အတွက်ကုသိုလ်လုပ်ခြင်းနဲ့စိတ်စံတာဖြစ်အောင်ဦးဇင်းတို့ဒီကြိုးစားမယ်အဲ့ကုသိုလ်လုပ်ခြင်းနဲ့စိတ်စံတာဖြစ်လာပြီဆိုလို့ရှိရင်နံပါတ် ိုးစားပြီးတော့အဲ့လိုကုသိုလ်လုပ်ရမယ်အဲ့လိုစူးစမ်းပြီးလုပ်တဲ့နေရာမှာအဲ့လိုဒီစီဝါရှာတာအစီဝါရှာတာတို့လောက်ပေါ့နော်အဲ့လိုစူးစမ်းပြီးတော့ဒီကုသိုလ်လုပ်ဖို့အတွက်စီဝါရှာတဲ့နေရာမှာပဲဖြစ်ဖြစ်နော်ကုသိုလ်လုပ်ကုသိုလ်ကိုစူးစမ်းပြီးလုပ်တဲ့နေရာမှာပဲဖြစ်ဖြစ်အခက်အခဲတွေအကျက်တဲတွေဆိုတာရှိတယ်အဲ့ဒီလိုအခက်အခဲတွေကျက်တဲတွေကိုကြံ့ညာခံနိုင်တယ်စိတ်ဓာတ်ဆိုတဲ့စိတ်ဓာတ်ကြံ့ခံမှုလည်းအဲ့လိုလိုအပ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ဝိမာန်တာ ဝိမန္တဆိုတာပညာပါပညာငါလှုပ်လိုက်တဲ့ဒီကုသိုလ်ကောင်းမှုဒီကောင်းတဲ့ကျိုးကိုပေးမယ်နော်အဲ့လိုပညာနဲ့တော့အကောင်းဆုံးအကြောင်းကျိုးကို ခွဲခြားဝေဖန်ပြီးကောင်းတာကိုရွေးချယ်ပြီးတော့လုပ်တတ်တဲ့ပညာအဲ့ဒီပညာလည်းလိုအပ်ပါတယ်အဲ့တော့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်ထွန်းလာဖို့အတွက်စန္ဒရဲ့ဝိရိယရဲ့စိတ်ဓာတ်ရဲ့ဝိမန္တဆိုတဲ့ပညာရဲ့အဲ့ဒီလေးချက်ရှိရှိဖို့လိုအပ်ပါတယ်အဲ့ဒီလေးချက်နဲ့သာအညီကုသိုလ်ကိုကြိုးစားပြီးအားထုတ်လိုက်မယ်ဆိုလို့ရှိရင်တော့ ကိုရည်ရွယ်ရည်မှန်းထားတဲ့ကုသိုလ်တစ်ခုဟာပြီးမြောက်ပြီးတော့အောင်မြင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မမိတ်ဆွေများယခုပြစ္ဆုတ်ပံဘဝမှာရောတမလောကမှာပါကိုနောက်ကိုအရေးပမာလိုက်ပြီးတော့အမြဲတမ်းကောင်းတဲ့အကျိုးတွေကိုပေးစေနိုင်တဲ့ကုသိုလ်ဆိုတဲ့သစ်ပင်ကိုအမြဲတမ်းတတိထားပြီးတော့တက်နိုင်တယ်များစိုက်ဖို့ရည်ကြီးပါတယ်။အဲ့လိုစိုက်နိုင်မှသာလျှင်ယခုဘဝရော နောက်တမလောကမှာပါကိုနောက်ကိုအမြဲတမ်းလိုက်ပြီးအရေးပမာကောင်းကျိုးတွေပြီးမှာဖြစ်ပါတယ်။ ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးနော်ဘဝင်းကျင်ကနေပူတွေတက်တာဖို့နော်အရေးလေးရပြီးအေးအေးချမ်းချမ်းနေခြင်းလေဆိုလို့ရှိရင်တော့ဒါကိုချုံဝင်ထဲမှာတစ်ပင်ဆိုင်ပါနော်ဒေါင်းဓမ္မလောကဒီလိုက်ပြီးတော့အေးအေးချမ်းချမ်းအေးအေးချမ်းချမ်းနဲ့ချမ်းချမ်းမှမှချမ်းချမ်းသာသာနဲ့ဓမ္မလောကမှာနိဗ္ဗာန်မရောက်မီစကြဓမ္မလောကမှာအေးအေးချမ်းချမ်းနဲ့ရှောင်ရဲခြင်းတည်းဆိုရင်တော့ကုသိုလ်ဆိုတဲ့တစ်ပင်ဆိုင်ရပါဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးနော်ယခုပြစ္ဆုတ်ပံဘုရားမှာရော တမန်လွန်ကမှာပါကျင်ကြမှာချမ်းချမ်းသာသာနဲ့ရှောက်လန်းနိုင်ဖို့ကုသိုလ်ဆိုတဲ့တစ်ပင်ဆက်ကြပါလို့အရှင်ကအကြံပြုပါစေမမေဆွေများအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေ